ှိမှလမ်းခွဲမဲ့ပုဂ္ဂိုလ်ဒီအများကြီးနော်အားလုံးဒီနေ့ပြိဿပေါင်းသူရာပေါင်းများမြတ်မကြခင်နဲ့တွင်းမှာဘာဖြစ်ကြရမလဲလမ်းခွဲလိမ့်မယ်ယဉ်နေပြီလမ်းခွဲရလိမ့်မယ်မြေပေါင်းကြီးငယ်ကြပြီးတော့အစိတ်တောက်ပြီးတော့နေလောက်အောင်လမ်းခွဲရလိမ့်မယ်အဲ့ဒီလမ်းခွဲရတဲ့နေ့မှာဘာမှဖြစ်ဖို့လိုတယ် နေအောင်ခန္ဓာ၅ပါးကိုပါသစ္စာမြင်ထားရမယ်ဒုက္ခသစ္စာလို့မြင်ထားရမယ်ဒုက္ခသစ္စာပြသွားတာကိုလို့အဲ့ဒီရင်ဆိုင်လာတဲ့နိမအနိစ္စခန္ဓာကအနိစ္စပြပြီကိုဒုက္ခခန္ဓာကဒုက္ခပြပြီကိုအနတ္တခန္ဓာကအနတ္တပြပါဖို့လားလို့ကဲဖြည့်သိမ့်နိုင်ဖို့အတွက်ကြိုတင်ပြီးတော့မသုံးသက်ရဘူးလား သုံးသပ်ရမယ်။အဲဒါလို့မိမိကိုယ်ကို သုံးသပ်မှု မရှိဘူး၊ဆင်ခြင်မှုမရှိဘူးလို့ဆိုရင်တော့ဘိန်းတော်တရားဓမ္မတွေဘဝသံသာကြီးက တိုးသလားရှိသလားသံသရာကြီးကရှိလျားတယ်။